အခုတင်ဆက်ပေးမယ့်အားကစားသတင်းကတော့နိုင်ငံခြေဆန်းပွဲတွေကိုဖျက်သိမ်းပြီးဥရောပအဖွဲ့ဝင်54နိုင်ငံကိုလိဂ်ပြိုင်ပွဲများကဲ့သို့ကျင်းပသွားဖို့အတွက် UEFA ကစီစဉ်လျက်ရှိနေရဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာလာမယ့်2018ခုနှစ်မှာစတင်ပြီးနိုင်ငံတကာခြေဆန်းပွဲတွေကိုဖျက်သိမ်းပြီးအဲ့ဒီနေရာမှာ ဥရောပအဖွဲ့ဝင်နိုင်ငံ54နိုင်ငံကိုလိပြိုင်ပွဲတွေကဲ့သို့ပဲအတန်းများခွဲပြီးအမှတ်ပေးပုံစံနဲ့ကျင်းပသွားဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိနေတယ်လို့သိရပါဗျ။အဲ့ဒီပြိုင်ပွဲကို Nation League လို့အမည်ပေးထားပြီးလက်ရွေးစင်အသင်းပေါင်း54သင်းကိုပထမတန်းဒုတိယတန်းအစသဖြင့်အတန်းကိုခုခွဲပြီးပါဝင်ကစားစင်မှာဖြစ်တဲ့အပြင်အဲ့ဒီပွဲစဉ်တွေကို FIFA ကသတ်မှတ်ထားတဲ့နိုင်ငံတကာခြေစမ်းပွဲများကျင်းပမယ့်ရက်တွေမှာအစားထိုးကစားစင်မှာဖြစ်တယ်လို့ တန်းစင်တန်းတက်စနစ်နဲ့ကစားမှာဖြစ်တယ်လို့ Britain ထုတ် The Guardian သတင်းစာကဖော်ပြခဲ့ပါတယ်။ဒါအပြင်ပထမရံမှာပိုဆွဲတဲ့အသင်းမှာ Nation League Champion အဖြစ်သတ်မှတ်ခံရမှာဖြစ်ပြီးစုချင်းငွေတွေကိုထိုက်ထိုက်တန်တန်ရရှိမှာဖြစ်ပါတယ်။ UEFA အနေနဲ့အခုလိုမျိုးပြိုင်ပွဲမျိုးကျင်းပဖို့အစီအစဉ်နေရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ပရိသတ်စိတ်ဝင်စားမှုနဲ့ပါတဲ့နိုင်ငံခြေဆံပွဲတွေကျင်းပမယ့်ရက်တွေမှာအခုလိုပွဲစဉ်တွေကစားစီခြင်းဖြင့်ပရိသတ်နှစ်သက်မှုရရှိစေဖို့နဲ့အခုပြိုင်ပွဲကနေတဆင့်ရုပ်တံထုံးလွှင့်ခဝင်ငွေတွေရရှိဖို့ဖြစ်တယ်လို့သိရပါဗါဒါပေမဲ့ National League ပြိုင်ပွဲကိုတရားသည့်ထက်ပိုပြီးကျင်းပဖို့စီစဉ်ထားမှုရှိမရှိနဲ့ဥရောပနိုင်ငံမဟုတ်တဲ့အခြားတိုက်တွေကနိုင်ငံတွေနဲ့ခြေစမ်းပွဲတွေကစားဖို့ရှိပါကအဲ့ဒီပွဲစဉ်တွေကို FIFA ရဲ့ဘောလုံးပြက်ကလေးအတိုင်းကျင်းပဖို့ရှိမရှိစတဲ့အချက်တွေနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းမသိရသေးတဲ့အပြင်အခြားအနေအထားတွေလည်းရှိနေရလို့ဗြိတိန်မီဒီယာတွေကသုံးသပ်ဖော်ပြခဲ့ကြပါတယ်ရှင်။